အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့ဒါကျွန်တော်တို့အပြင်ရောက်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒါ World of Video တို့နောက်ပဲကြိုရိုက်ရှင်တယ်ဒါကျွန်တော်တို့အတူချုံပြီးပြောလိုက်မှာเนาะလက်ရှိမှာ Manchester City အသင်းကတော့ဒါကျွန်တော်တို့ Leverkusen နဲ့ဒါ Florian Ritz ရဲ့အပြောင်းအရွှေ့အတွက်သဘောတူညီမှုရရှိခဲ့ပြီးဆိုပြီးတော့တည်င်းနေတောင်းတောင်းဖြတ်ဖြတ်စတင်ပြီးတော့ထွက်လာခဲ့တာကိုတွေ့ရမယ် အဲ့လက်ရှိမှာဒါကဘာကိုပြောချင်တာလဲကျွန်တော်ဒါဒေါက်ရှော့ဆွေးနွေးခဲ့ပြီးပြီလက်ရှိမှာဒါမန်ချက်စတာစီးတီးတင်းကသူတို့ရဲ့ဒါကျွန်တော်ကွင်းလယ်နေရာအတွက်ကေဗင်ဒဘိုင်းနာနေရာအတွက်ဒါကျွန်တော်တို့ဖလော်ရီယန်ရစ်ကိုအစားထိုးဖို့အတွက်ဒေါက်ရှော့စီစဉ်နေတာဖြစ်တယ်ဖလော်ရီယန်ရစ်ကသူတို့အတွက်ကဒါကျွန်တော်တို့ကေဗင်ဒဘိုင်းနာကိုအစားထိုးဖို့နံပါတ်၁ကစားသမားနေရာသတ်မှတ်ထားတယ်နံပါတ်၂ကတော့ Morgan Gibbs White ပေါ့နော်အဲ့လက်ရှိမှာဒါကျွန်တော်တို့ ရှင်းပါတယ်ဒါ Manchester City အသင်းကဒါ Florian Rich ရဲ့ agent နဲ့တောက်ချောဆက်သွင်းနေခဲ့ပြီမြင်သူတို့เนี่ยလာမယ့်နွေရာဒီအပြောင်းရွှေ့တာဖွင့်တာနဲ့ကိုဒါကျွန်တော်တရားဝင်ဒီကစားသမားကိုခေါ်ယူဖို့အတွက်အစီအစဉ်ဖြစ်အောင်ဒါအသင်းနဲ့ပါတခါတည်းဆွေးနွေးယူတယ်ဆိုတဲ့ဘက်မှာရှိတယ်အဲဒါ Florian Rich အတွက်ဒါကျွန်တော်တို့အခုလက်ရှိကြားရတဲ့တရင်းတွေက Liverpool ဆင်းရဲ့တရင်းတွေရဆိုရင် Liverpool ကျွန်တော်တို့အဲ ပိုတက်စီကတက်လာတဲ့သတင်းတွေအရဆိုရင်တော့ဒါ Florian Ruiz ရဲ့အပြောင်းအရွှေ့အတွက်ကျွန်တော်တို့ Manchester City က Euro တန်းတရံနဲ့ဒါကျွန်တော်တို့ Liverpool နဲ့ပုံပုံရေးရဖို့ဆိုတော့ Liverpool နဲ့အသင်းနှစ်သင်းကြားပေါ့နော်သဘောတူညီမှုရဖို့အတွက်ဒါကျွန်တော်စူးစမ်းနေတယ်ဟိုစူးစမ်းတာအဆင်ပြေသွားခဲ့ပြီဆိုပြီးဒါသတင်းထွက်လာခဲ့အဲ့တော့အဲ့ဒီသတင်းကိုဒါကျွန်တော် Transfer News Live ကရေးသားထားတာ BILD ကဒါကျွန်တော်တို့တက်လာရဆိုပြီးသူကရေးထားခဲ့ပေါ့နော်ဒါကဘာကိုဆိုလို့ကျင်းကျွန်တော်ခဏခဏပြောခဲ့တယ်ပဲ Manchester City တင်းနေတဲ့အခုလက်ရှိမှာ Florian Risk ကိုပေါ်နေရမှာ တို့နေအဓိကဒါပြိုင်ဘက်အနေနဲ့ဘိုင်ယန်မြူးနစ်နဲ့ရှင်ပြီးခေါ်ဖို့ရှိတယ် ဖလော်ရီယာရစ်ကအခုချိန်မှာမန်ချက်စတာစီးတီးအသင်းကိုပြောင်းရွှေ့တာထက်ဆိုင်ရင်သူတို့အနေနဲ့ဒါကျွန်တော်တို့အဖြေကတော့ရှင်းတယ်သူတို့ကတော့ကျွန်တော်ဖလော်ရီယာရစ်ကတော့ဂျာမနီမှာပဲနေပြီးတော့သူအနေနဲ့ဒါကျွန်တော်တို့အာမန်ချက်စတာစီးတီးအသင်းထက်ဆိုင်ရင်ဒါကျွန်တော်တို့လီဗာကူဆင်ကိုတော့ပို့ပို့မှုပြီးတော့ကျွန်တော်ဘိုင်အမြူနဲ့အသင်းကိုတော့ပို့မှုပြီးပြောင်းရွှေ့ရှင်အဲ့တော့ဒါကျွန်တော်သူ့ရဲ့ဘဝအတွက်ကိုမဆချင်ဘူးနော်သူ့နဲ့ဒါကျွန်တော်သူ့နဲ့ဒါကျွန်တော်ခင်ပြီးသားကစားသမားတွေရှိတယ်ကိုစီယဲလာတို့တော့ရှိပြီးသားဒါကစားသမားတွေပြီးတော့ဒါလက်ရှိမှာလည်းဘိုင်အမြူနဲ့ကလည်းတိုက်တဲ့ဝင်နာဖြစ်ထားတဲ့အတွက်ကြောင့်မို့သူ့အနေနဲ့ဒီအသင်းကိုပို့ပြောင်းမှုအတွက်ပို့ပြီးစိတ်အားထုတ်တယ်ဒါပေမဲ့လီဗာကူဆင်ကရှင်းတယ်ဘိုင်အမြူနဲ့ကို လုံးဝသူတို့နဲ့မရောချင်ဘူး။ဒါမဲ့လူရာဒီမှာသူတို့နဲ့နီးပြတင်တဲ့ Leverkusen ကတော့ Bayern Munich ရဲ့ဒါကျွန်တော်ပြိုင်ဘက်ဖြစ်လာနိုင်တဲ့အကြောင်းလို့ဒါပြိုင်ဘက်အတင်းကိုသူတို့ရဲ့အကောင်ဆုံးကစားသမားကိုလက်ရှိမှာလုံးဝရောင်းချပတ်ဖို့အတွက်အစီအစဉ်မရှိဘူး။ဒါကသူတို့တကယ်ရှင်းနေတယ်။ဒါမဲ့ Florian Wirtz ရဲ့ပြဿနာကလည်းသူကိုယ်တိုင်ကဒါ Manchester City အတင်းကိုပြောင်းရွှေ့ရတာကြောင့်နေရာတစ်ကိုပြောင်းရွှေ့တာတက်ဆိုင်ရင်သူ့အနေနဲ့ဒါကသူ personally အမြင်ရပါတော့။သူ့အမြင်သူ့ဘက်ကကြည့်တော့လည်းမှန်ပါတယ်။သူ့အနေနဲ့ဒါမိသားစုတွေရောဒါဆွေမျိုးတွေရောသူ့ရဲ့ ဖက်ဖက်ကချိမယ်ဆိုရင်ရှိတဲ့နေရာတစ်ခုကနေပြီးတော့ဘိုင်မင်းကလည်းသူ့ကိုခေါ်ဖို့တည်းရဝင်ကန်လန်ထားပြီးသားဖြစ်တဲ့ပုံကူကြီးရပါဘူးအဲ့တော့သူတို့ Florian Wirtz ကတော့ Bayern မှာ Bayern ဖြစ်နေတယ်တစ်ဖက်က Leverkusen ကလည်းမဟာပြိုင်ပွဲဖြစ်တဲ့ Bayern Munich ကိုဒါလုံးဝကိုမပြောင်းရွှေ့ဘူးအတွက်ဒါကျွန်တော်တို့လုံးဝကိုဖက်ဖက်ကပါတာစီပြင်မယ်ဒါပေမဲ့ဒီနေရာမှာ Manchester City ရဲ့အသာချက်ကပါလေဆိုတော့ Florian Wirtz ကိုဒါ Euro တန်းတရာဒါကျွန်တော်တို့ Bayern Munich ထက်ပိုပိုပြီးပေးနိုင်တဲ့သဘောမှာရှိတယ်အဲ့တော့ Leverkusen ကတော့ရှင်းတယ်သူ့အနေနဲ့ပတ်စံပူပြီးတဲ့ club လည်းဖြစ်တယ်သူ့ရဲ့မဟာပြိုင်ပွဲလည်းမဟုတ်တဲ့ club တစ်ခုသူ့အနေနဲ့ပူပြီးရောင်းချင်တယ် ဒီ scenario ကအခုလက်ရှိမှာရိုးရှင်းဆုံး scenario တစ်ခုဖြစ်တယ်လို့ပြောတယ်ဒါပေမဲ့ဒါအေးဘောမိဘကသဘောတူတယ်လူနေတာကျွန်တော်အိမ်ကဗီဇာရဲ့လူအိမ်ကဗီဇာရဲ့လူကတော့မကြိုက်ဘူးမိဘသဘောဟိုအိမ်ကဟိုအိမ်ကဗီဇာလူကဘယ်လိုသဘောကြိုက်လဲတာအိမ်ကဗီဇာရဲ့လူကအစမပြေတော့တာကျွန်တော်မိဘကတော့ကျွန်တော်တို့ဟိုအိမ်ကကိုယ်သဘောကြိုက်တဲ့လူနဲ့အိမ်ကမိဟိုဗီဇာရဲ့လူအဲ့လိုပုံမျိုးပေါ့နော်အဲ့တော့ တော့တင်တာကဒီကရှင်းတယ်မန်ချက်စတာစီးပွားကဒါကျွန်တော်တို့ဖုတ်ကနေတက်ခိုင်းထားတယ်လီဗာပူးစင်နဲ့ဒါပုတ်ကူရရရတော့ပုတ်ကူလီဗာပူးစင်နဲ့ဒါကြောင့်အသင်းနဲ့အသင်းကြားသဘောတူညီမှုဒီလိုတန်းတရားကိုယူထားတယ်အကယ်၍ကစားသမားအသာအကယ်၍ဘိုင်ယန်မြူးနစ်ဘက်ကနေပြီးတော့ဒါမကန်းလာနိုင်ကြဘူးဆိုတော့အဖေကရှင်းတယ်ဒါကျွန်တော်ဖလော်ရန်ရစ်ကိုခုတင်နေဝင်ပြီးတမလာရောက်နေဖလော်ရန်ရစ်ကို3ရက်ဒါကျွန်တော် pre season ပေါ့နော်ဒါကျွန်တော်ရာသီကြိုခြေစမ်းပွဲစဉ်မတိုင်ခင်မှာမန်ချက်စတာစီးပွားအသင်းနေခေါ်ယူနိုင်မယ်လို့ယုံကြည်ရတယ်မှာပါတယ်ဒါပေမဲ့အခုတချို့ကမန်ချက်စတာစီးပွားက backup plan မှာလည်းကောင်းတယ် မော်ဂန်ဂစ်ဖတ်ကိုတရားဝင်နော်တန်ဖော့စီကခေါ်ယူမှုတပုတ်ကူရရာဆွေးနွေးမှုတွေပြုလုပ်နေခဲ့ပြီးတော့လက်ရှိမှာနော်တန်ဖော့စီနဲ့တပြည့်နဲ့တပြည့်ချန်ပီယံလိဂ်ကိုဝင်တော့မှာတေချာလာတဲ့အတွက်ကြောင့်မလို့မြို့ရက်ကလက်စတစ်စီးနဲ့ပြေးချခဲ့ပြီးနောက်လုံးဝကတော့အခြေအနေတွေကမအုံပြေတော့တဲ့အတွက်ကြောင့်မော်ဂန်ဂစ်ဖတ်ကလည်းဒီကိုပုံပုံပြောင်းနေတာအဲ့တော့လက်ရှိမှာဖလော်ရီယန်ရစ်ကတော့ကျွန်တော်အသိနဲ့သင်ကြားသဘောတူညီမှုလေဗယ်ကူစင်းနဲ့ရထားတယ်ဒါကျွန်တော်တို့မန်ချက်စတာစီးနဲ့ဒါပေမဲ့အစားသမားတော့ဘိုင်ယန်မြို့နဲ့တင်ကိုပူးစိုးခြင်းနဲ့တစ်ဖက်ကတော့မော်ဂန်ဂစ်ဖတ်ကတော့မန်ချက်စတာစီးအသိကိုပြောင်းချပြုတော့လုံးဝလုံးဝစိတ်အားထက်သန်နေတယ်ဒါပေမဲ့မော်ဂန်ဂစ်ဖတ်ကလည်းလည်းပူးစိုးချီ ည့်တဲ့တော့ရှိပေါင်တန်း100လောက်ကို Northern Forest ဘက်ကနေတောင်းမှုရှိရတဲ့ကြောင့်မို့လား ယူရိုနဲ့တော့မဆိုယူရိုတန်120တန်125တန်ပတ်ချလဲဝိညာဉ်ရှိရဲ့လို့ဆိုလို့ရမယ်တော့မပါဘူးအဲ့တော့နစီတင်းဘက်ကလက်ရှိမှာသူတို့ချင်းကစားသမားအားအမျိုးမျိုးပုံစံဖြစ်နေတယ်မှာပါတယ်ဒီလိုပဲဆိုစင်ကဘူးမန်ချက်စတာစီးတီးတင်းကတော့လီဗာပူးစင်နဲ့ဂလိုရီယာရစ်စင်အပြောင်းရွှေ့ပေါ်တဘောတူညီမကြီးတယ်ပုဂ္ဂိုလ်ကြီးရသဘောတူညီမှုတစ်ခုပဲစောင့်ဆိုင်နေဖြစ်တယ်လက်ရှိမှာဖလော်ရီယာရစ်ကိုတိုင်ကလည်းဘိုင်ယန်မြူနစ်ကိုပူပူပြီးပြောင်းရွှေ့ချင်တာဖြစ်ပေမဲ့လီဗာပူးစင်ကသူတို့မဟာတင်ဘက်ကသူတို့ရဲ့အကောင်းဆုံးကစားသမားကိုလုံးဝရောင်းချခြင်းစိတ်မရှိပါဘူးဒါကပါပဲပလုံးဘက်ကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ before you materials အပေါင်းပြီးရအောင်လေ။ဒီမှာလည်း clip မမေ့ကြပါနဲ့ဗျ။မြန်မြန် clip မမြန်နိုင်ဘူးပါလေ။အားလုံးမကြူပါနဲ့။ကောင်းမွန်တော့ဒီလေးလေးပြပါစုမောင်းတောင်းပေးနေပဲ။ကျွန်တော်တို့နေနောက်မှာ AA စစ်စစ်တွေ့ကြတာပေါ့။ဒေးပါဗျ။